နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ကျွန်တော်ရဲ့ channel ကနေလာမင်းကိုချင်းချင်းတက်တက်မိဖုရားကြီးနဲ့သွေးဆွန်တော်ကလေးငယ်ဆိုတဲ့ပုံမြင်ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ရှဲလူလီပြီးတော့အခါကဝေပုံလာလို့ခေါ်တဲ့တိုင်းပြည် GDP ရှိခဲ့ပါသေးတယ်။အဲ့ဒီတိုင်းပြည်ဟာစပားဆိုင်ရင်ပေါ်များကြွယ်ဝပြီးတော့တိုင်းသူပြည်သားတွေချစ်ခင်လေးစားရတဲ့တေဟရာစာမင်းကြီးရဲ့အုပ်ချုပ်မှုအောက်မှာတော့အေးချမ်းသာရလို့နေတော့တာပေါ့။ မင်းကြီးမှာတော့ရုပ်ရည်ရောဉာဏ်ပညာပါပြည့်စုံတဲ့စင်တာဒေဝီအမည်ရှိတဲ့မိဘကောင်ကြီးတစ်ပါးရှိပြီးတော့သူတို့လူဦးရဲ့တာယာတဲ့နန်းတော်လေးဟာပြည်သူတွေအတွက်တော့အားကြစရာပုံရိပ်တစ်ခုဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့အရာရာပြည့်စုံနေတဲ့နန်းတော်ကြီးရဲ့အပေါ်မှာတော့ကံကြမ္မာရဲ့အရေးမဲကြီးတစ်ခုကတဖြည်းဖြည်းနဲ့ကြားရောက်လာခဲ့တော့တယ်။မိဘကောင်ကြီးစင်တာဒူရဲ့ပထမဆုံးရင်သွေးတော်ကိုတော့ကိုဝင်လွယ်ထားရခြင်းပါပဲ။အဲ့အရေးမဲကြီးဟာ စတင်တဲ့ံပြလာခဲ့တော့တာပေါ့ကိုဝင်ဆောင်စားအချိန်တွေမှာတော့အရာအလုံးဟာအစဉ်ပြေချုံးမွေခဲ့ပါတယ်ဒါပေမဲ့ကိုဝင်လာတဖြည်းဖြည်းရင့်မာလာတဲ့အခါမှာတော့မိဖရဲ့ကြီးဟာတာမန်မဟုတ်တဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ချင်းချင်းတက်မှုဝေဒနာတမျိုးကိုစတင်ခံစားလာရပါတော့တယ်သူမနန်းတော်ကအကောင်စားတဝင်းစားတော်ပေါ်တွေကိုမမြင်ချင်တော့ပါဘူးတဲ့ချိုးချင်းကစားဘယ်လိုအရသာမျိုးကမှ သူမကိုမကျေနပ်စေနိုင်တော့ပါဘူး သူမရဲ့စိတ်အစဉ်ဟာညအခါတွေမှာသာကြီးစိုးလာပြီးတော့ပရင်ပေါက်ကနေတဆင့်ကောင်းကင်မှာထထိန်သားနေတဲ့လာမင်းကြီးကိုသာငေးကြည့်နေ။အဲ့ဒီလာမင်းကြီးကိုသာစားသုံးလို့စိတ်တွေကပြင်းပြစွာဖြစ်ပေါ်နေခဲ့ပါတော့တယ်။အဲ့ဒီအကြောင်းကိုတော့ဘသူ့အမဖွင့်မပြောရဲပဲနဲ့မိဖုရားကြီးတယောက်တည်းကြိတ်ပြီးတော့ခန်းစားနေခဲ့ရလေတယ်။ကြာလာတော့အစာအတောက်ပြည့်အဲ့ရည်ပြည့်နဲ့သူမရဲ့ငကူလပဝင်းဝါနေတဲ့ရုပ်စင်းအင်္ကာလေးတဖေးဖေးနဲ့ ၆တွေညူနန်းလာတော့တာပေါ့။မြက်တွင်းတွေဟောက်ပတ်ဖြင့်ပါးတွေချောင်ကြပြီးတော့အယိုးပေါ်အီးတင်ဖြစ်လာတဲ့မိဖုရားကြီးကိုကြည့်ပြီးတော့ဒီဟာရာစာမင်းကြီးခင်ဗျာမှာတော့ဘလို့မှစိတ်မချမ်းသာနိုင်တော့ပါဘူးလေ။နန်းတွင်းကအကြောကြာဆုံးတမားတော်ကြီးတွေကိုခေါ်ယူကူးသစေခဲ့ပေမဲ့ဘယ်တမားတော်ကမှယောဂအမျိုးတတ်နိုင်ခြင်းမရှိသလိုဘယ်ဆေးဝါးမှလည်းမတိုးတာခဲ့ပါဘူး။ဒီလိုနဲ့မိဖုရားကြီးရဲ့အချင်းကြီးဟာလေနေ့စဉ်လာစဉ်နားနေလေ။ ပို့ပြီးတော့စိုးပွားလာနေပါပဲဒီလိုနဲ့မျောလင်းချက်တွေကုံဆုံးလူနေပါဖြစ်နေချိန်မှာတော့အမတ်ကြီးတယောက်ကမင်းကြီးကိုနန်းတော်ရဲ့အရှင်မြောက်ဘက်ကတောထဲကြီးထဲမှာတရင်သုံးနေတဲ့ဇော်တိကယတိကြီးအကြောင်းကိုရှောက်တင်ခဲ့ပါတော့တယ်အဲ့ယတိကြီးဟာတကူအဋ္ဌိပါနဲ့ပြည့်စုံပြီးတော့အရှားအလုံးရဲ့အတွင်းသဘောကိုတော့ထွန်းဖောက်သိမြင်နိုင်စွမ်းရှိရလို့ကြော်ကြားနေတဲ့သူပါပဲ။မင်းကြီးလည်းနောက်ဆုံးမျိုးလင်းချက်အဖြစ်နဲ့ကိုရော်တိုင်းပဲအချွေရဲ့အနှဲငယ်ကိုခေါ်လို့ ရတိကြီးဆန်ရတော်နဲ့ကြီးတဲ့ကိုခက်ခက်ခဲခဲနဲ့ခီးနေကြတော့တာပေါ့ရတိကြီးရဲ့ကြောင်းတင်ကန်ကိုရောက်တဲ့အခါမှာတော့တည့်ရွယ်မှုဝါထင်ကကြောင်းတင်ကန်လေးထဲမှာတော့တက်တော်ရရင်ရတိကြီးဇောတိကမျက်လုံးကိုမိလို့တရားရှုမှတ်နေတာကိုတွေ့ခဲ့ရပါတော့တယ်မင်းကြီးရောက်လာတာကိုသိပေမဲ့ရတိကြီးကမျက်လုံးကိုချက်ချင်းမဖွင့်မနဲ့မင်းကြီးရဲ့စိတ်တွေညင်သက်တည်ငြိမ်သွားတဲ့အတီကိုစောင့်ဆိုင်နေကြတော့တာပေါ့ခဏကြာမှတော့ ယတိကြီးကမျက်လုံးကိုဖြင်းချင်းစွာဖွင့်လို့မင်းကြီးကိုကြည့်တာမြတ်တော်မင်းကြီးတင်ရောက်လာတဲ့အကြောင်းကိုငါကိုယ်တော်သိပြီးသားပါမိဖရဲ့ကောင်းကြီးရဲ့ဝေဒနာတာမန်ယောဂဗျာမဟုတ်တလို့တာမန်ချင်းချင်းတက်ချင်မျိုးလဲမဟုတ်ပေဘူးလို့မိတ်ချားလိုက်ပါတော့တယ်တဲ့မင်းကြီးကလည်းယတိကြီးရဲ့ခြေတော်ရင်မှာဝင့်စင်ဥခိုင်လို့အရှင်ဖုရားတပည့်တော်ရဲ့မိဖုရားနဲ့ယဉ်သွေးကိုကဲတော်မူပါဖုရားဘလို့အကြောင်းကြောင့်ဒီလိုထူးဆန်းတဲ့ဝေဒနာမျိုး ခံစားနေရပါလေဖရာလို့ရူသေးစွာရှောက်တင်လေတော့တယ်ရေတိကြီးကတက်ပြင်းတစ်ချက်ကိုချလို့ကောင်းကင်ကိုမော့ကြည့်လို့ပြားရီစကားကိုမိတ်ချလိုက်ပါတော့တယ်မှတ်ထားလို့မင်းကြီးဤဒီမှာတာမန်ချင်းချင်းမျိုးမဟုတ်မွေးဖွားလာမိရှင်သွေးတော်သည်ကောင်းကင်ရဲ့အမတ်သားပါလာမိသူဖြစ်ပေမဲ့သူ့ရဲ့ကကြမှာမြေကြီးပေါ်ကသွေးစွန်းနေတဲ့ပလင်နဲ့ဆက်ဆက်နေလိမ့်မယ်မိဖုရားကြီးလာမင်းကိုစားလို့စိတ်ဖြစ်ပေါ်နေကြာမွေးဖွားလာမဲ့ကလေးရဲ့ဝိညာဉ်က ကောင်းကင်ရဲ့ဆွမ်းအားကိုတန်တတောက်ခံနေချင်တာဖြစ်တယ်။အဲဒီစကားကိုကြတော့မင်းကြီးရဲ့ရင်ထဲမှာစိုးရိမ်တော့ကလိုင်းနေရိုက်ခတ်သွားခဲ့တော့တာပေါ့။ရတိကြီးကဆက်ပြီးတော့စိုးရိမ်မနေနဲ့အုံမင်းကြီး။ကဲကျမကိုပြောင်းလဲလို့မရပါနဲ့။လမ်းကြောင်းမှန်ကိုတော့ရွေးချယ်နိုင်သေးတယ်။မိဖုရားရဲ့ဝေဒနာကိုပျောက်ကင်းစေဖို့အတွက်တော့နေလန်တစ်ခုတော့ရှိရလို့မှိတ်ကြပြီးတော့တရားထိုင်ဝင်စားလိုက်ပါတော့တယ်။ဒီလိုနဲ့ခဏကြာမှတော့ရတိကြီးရဲ့လက်ထဲမှာတော့ ဝင်ရောက်အနေနဲ့နေထွက်နေပြီးတော့လာရောက်လို့အင်းများတဲ့အထီးတွေ့ရှိတဲ့ဘန်တပွင့်ဟာအလိုလိုရောက်ရှိလာပါတော့တယ်။ဒီဘန်ကိုတော့ငွေလွှာဘန်လို့ခေါ်တယ်။တောင်ထိပ်ပြားလာရောက်အကြဆုံးနေရာမှာနင့်တောင်ကြာမှာတခါပွင့်တဲ့ဘန်ဖြစ်တယ်။ဒီဘန်ကိုတော့မိဖုရားကြီးကိုကျွေးလိုက်ပါ။သူ့ဝေဒနာချက်ချင်းကိုပျောက်ကင်းသွားလိမ့်မယ်။ဒါပေမဲ့မမေ့နဲ့မင်းကြီး။ဒီဘန်ဟာဝေဒနာကိုပဲကုသပေးနိုင်တာ။ကံကြမ္မာကိုတော့မပြောင်းလဲနိုင်ဘူး။တိဟယာစာမင်းကြီးလည်း ရတကြီးကိုအကျဉ်းချင်းရှစ်ခွဥ်ဥခိုက်ပြီးတော့ငွေလွာပန်းကိုတူတရကင်ဆောင်လို့နန်းတော်ကိုအမြန်ဆုံးပြန်လာခဲ့ပါတော့တယ်။နန်းတော်ရောက်ရောက်ချင်းပဲပန်းကိုတော့မိဖုရားကြီးကိုတိုက်ကျွေးလိုက်ရမှာတော့အန်အောစရာကောင်းလာစွာပဲမိဖုရားကြီးရဲ့ညိုနှက်နေတဲ့မျက်နှာချက်ချင်းစလိုပြန်လဲဝင်းပလာပြီးတော့လာမျိုးကိုစားလို့စရာလဲလုံးဝကိုပျောက်ကွယ်သွားပါတော့တယ်။နန်းတော်တစ်ခုလုံးမှာတော့ပျော်ရွှင်သွားကြပြီမဲ့တိဟရာစာမင်းကြီးရဲ့ရင်ထဲမှာတော့ရတဲ့ကြီးရဲ့ သွေးစွန်းသောပလင်ဆိုတဲ့ဗျာဒိတ်စကားတန်ကပက်တင်ထလို့စိုးရင်ကြောက်ကြမှုတွေနဲ့အတူဝေဖွာလာမဲ့ရှင်သွေးတော်ရဲ့ကံကြမ္မာကိုတွေ့ရင်နဲ့အိတ်မပြောတဲ့ညရီအများစွာကိုဖြတ်တန်းနေခဲ့ရတော့တာပေါ့ငွေလာပန်းရဲ့တကူကြောင့်မိမိကောင်ကြီးစန္ဒာဒူယာကျဲမာရေးပြန်လဲကောင်းမွန်လာပြီးတော့ရက်လာရွှေလို့တားတော်မွေးဖွားရမယ့်အချိန်ကို ရောက်ရှိလာခဲ့ပါတော့တယ်။အဲ့ညာတော့ထူးခြားစွာပဲကောင်းကင်မှာလာဝေဝင်ကြီးကတိန်ဆိုင်ကင်းစင်စွာနဲ့ ထိန်ထိန်တာလို့နေပါတော့တယ်တဲ့။နန်းတော်တကူလုံးကမွေးဖွားလာမဲ့ရှင်သွေးတော်အတွက်စူတောင်းတန်တွေပျော်ရွှင်စွာပြင်ဆင်နေကြတဲ့အတန်တွေနဲ့တက်ဝင်လှူရှားလို့နေခဲ့ရတာပေါ့။ဒါပေမဲ့ညတကောင်ရဲ့အချိန်ကိုရောက်တဲ့အခါမှာတော့မိဖုရားကြီးမွေးဖွားကနေအချိန်မှပဲအန်အောဘွေရအဖြစ်ပြက်ကြီးတခုကစတင်ခဲ့ပါတော့တယ်တဲ့။ထိန်လင်းနေတဲ့လာပြေဝင်ကြီးရဲ့အစွန်းတစ်ဖက်ကတော့အရေးမဲကြီးတခုကတဖြည်းဖြည်းကိုက်စားလာသလိုပြောက်ွယ်သွားခဲ့ပါတော့တယ်။ တနားရီအတွင်းမှာပဲကောင်းကင်တစ်ခုလုံးမှာတော့မောင်မိုက်သွားပြီးတော့လာပြီဝန်ကြီးဟာလဲသူ့ကဲ့သို့နေရဲနေတဲ့လက်ကြချင်းဖြစ်စဉ်ကြီးကို ဖြစ်ပေါ်လာပါတော့တယ်။အဲဒီအချိန်မှာပဲနန်းတော်တွေမှာထွန်းညိထားသမျှမိတိုင်းတွေစီမီးခွက်တွေအလုံးဟာလဲကြပြိုင်နဲ့တည်းမိတုံမိတုံဖြစ်သွားပြီးတော့မီလီယံတွေဟာလဲတဖြည်းဖြည်းနဲ့ငိမ့်လူနေပါ မိန်ကျသွားခဲ့ပါတော့တယ်။မိဖုရားကြီးရဲ့မွေးဖွားဆောင်ဟာလဲအလေးရောက်ပျောက်ကွယ်လူနေပါ ဖြစ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အာလုံးထိလန့်နေကြတော့မှပဲကောင်းကင်ရင်ကနေမီးလုံးကြီးတစ်ပွဲတောက်ပလိုနေတဲ့ကျဲတလုံးကအမီးရှည်ကြီးနဲ့ထိုးဆင်းလာပြီးတော့နန်းတော်အလဲမှာရှိတဲ့ကြာပြူကန်ကြီးတဲ့ကိုရှူးဆိုတဲ့အတန်ကြီးနဲ့အတူ ထိုးကြသွားပါတော့တယ်။ကြာကန်တွေရည်တွေဟာလဲငွေရောင်အလင်းနှံ့တွေနဲ့ခိတကနတောက်ပသွားပြီးမှပြန်လဲမောင်ကျသွားခဲ့ပါတော့တယ်။အဲ့ဒီကျဲကျွေကြတဲ့အချိန်မှာပဲဦးငယ်ငယ်ဆိုတဲ့ကလေးငယ်ရဲ့ငိုတန်းစွစွလေးဟာဝေးဖွားဆောင်တဲ့ကနေ့ ပြန်လည်ထွက်ပေါ်လာပါတော့တယ်။မိပြေကောင်းကြီးဟာတားတော်တပတ်ကိုဖွားမြင်ခဲ့ပါပြီတဲ့။မေးရောင်မမေအောင်မှာတော့တားတော်လေးကိုစေကျော်တက်ဆင်ပြီးတဲ့အခါမှာတော့အားလုံးဟာထူးခြားတဲ့အရာတခုကိုတတိပြုမိသွားကြပါတော့တယ်။တားတော်လေးရဲ့နှဖူးပင်အလဲတက်တက်မှာတော့လာချမ်းတဲ့မဲ့နဲ့လေးတခုဟာထင်ရှားစွာပါရှိလာခဲ့ပါတော့တယ်။အဲ့ဒီဖြစ်ဖြစ်တဲ့အားလုံးကိုကြားသိမြင်တွေ့လိုက်ရတဲ့တိဟယာစာမင်းကြီးရဲ့ရင်ထဲမှာတော့ဝမ်းတာပီတိဖြစ်မှုနဲ့အတူ ဇောတိကယတိကြီးရဲ့ဗဟေလိဇံတဲ့ဖြားရည်စကားကြောင့်ကြောက်ရွံ့မှုတွေကလည်းရောထွက်လို့နေခဲ့တော့တာပေါ့မင်းကြီးဟာသူ့ရဲ့သားတော်ကိုရှင်ခွင်ထဲမှာပွေချင်တဲ့လာကြညာရဲ့လာမင်းနဲ့ကြဲကြွေကြခြင်းကနေမင်းပပအလင်းရောင်တို့ကိုအဆွဲပြုလို့စန္ဒသူရိယာဟုအမည်ပေးလိုက်ပါတော့တယ်စန္ဒသူရိယာမင်းသားလေးဟာကြီးပြင်းလာတဲ့အခါမှာတော့တခြားကလေးနဲ့မတူပဲအလွန်တရာတည်ငြိမ်အေးစေတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တော့တာပေါ့ သူ့ရဲ့မျက်ဝန်းတွေကနှဲရှိုင်းပြီးတော့အရာအလုံးကိုဖောက်ထွင်းသိမြင်နေတယ်လို့မျိုးရှိနေပါတယ်တယ်။ဒါပေမဲ့သူ့စီမှာတော့ဘသူနဲ့မှမတူတဲ့ထူးခြားချက်တခုကရှိနေခဲ့ပါတော့တယ်။အဲ့ဒါကတော့နေရောင်အောက်မှာပဲဖြစ်စေ၊လရောင်အောက်မှာပဲဖြစ်စေသူ့မှာကိုပိုင်အရေးလုံးဝမရှိခြင်းပါပဲ။အဲ့ဒီအကြောင်းကိုတော့နန်းတော်ဥယျာဉ်တော်ထဲမှာမင်းသားလေးစော်ကစားနေတော့မှအထင်းတော်တယောက်ကပထမဆုံးသတိထားမိခဲ့တာပါတယ်။ဒီသတင်းကိုတော့ နန်းတော်ထဲမှာတရားဝင်ကြေညာချက်အနေနဲ့မဟုတ်ပဲတယောက်နာကနေတယောက်စီကိုတူတူကြိတ်ကြိတ်နဲ့ကြားရွတ်စွာ ပြက်နှံ့သွားခဲ့ပါတော့တယ်။မကြခင်မှာပဲစန္ဒသူရိယမင်းသားလေးဟာအရှိမဲမင်းသားဆိုတဲ့ကွယ်ရာကအမိတကူရရှိသွားခဲ့တော့တာပေါ့။အဲ့ဒီဖြစ်ပျက်ကတော့မင်းသားလေးကိုတခြားမင်းညီမင်းသားတွေမမတို့ရဲ့တာသမီတွေနဲ့ဝေးကွာစေခဲ့ပြီးတော့သူဟာတဖြည်းဖြည်းနဲ့အထီးကျန်တဲ့ကလေးတယောက်ဖြစ်လာခဲ့ပါတော့တယ်တဲ့။ အဲ့ဒီအချိန်မှာပဲမင်းကြီးတိဟယာစာရဲ့ညီတော်အရင်ဖြစ်တဲ့ဒေဝထတာမင်းသားကတော့အကိုရောရဲ့နန်းပလီကိုမျက်မှောက်ပြီးတော့မနာလိုစိတ်တည်တိတ်ခိုးမွေးမြူနေခဲ့သူပါသူဟာအပြင်းပန်းမှာတော့တူတော်မင်းသားလေးပေါ်မှာချစ်ခင်ကျင်နာဟန်ပြပြီးမဲ့အတွင်းစိတ်ထဲမှာတော့ဇန္တာသူရိယာမင်းသားရဲ့ထူဆန်မှုတွေကိုတော့တိုင်းပြည်အတွက်မကောင်းတဲ့နမိတ်ဆိုးတွေနတ်ဆိုးရဲ့အမတ်သားတွေဖြစ်တတ်မှတ်ထားပြီးတော့အခွင့်အရေးရမယ့်အချိန်ကိုပဲစောင့်မျှော်နေကြတော့တာပေါ့ မင်းသားလေးရဲ့ကံစမာစုကအဲ့ဒီနေရာမှာပဲရမ်းမနေခဲ့ပါဘူးလေသူ့ကိုပြုစုဆောင်ရှောက်ဖို့တာဝန်ကျတဲ့အထင်းတော်တွေဟာတယောက်ပြီးတယောက်ထူးဆန်းစွာနဲ့တည်ဆုံခဲ့ကြပါတော့တယ်တည်ဆုံတဲ့အထင်းတော်တွေဟာအိတ်ဆက်နေရင်အသက်ထွက်သွားကြတာဖြစ်ပြီးတော့သူတို့ရဲ့ရုပ်အလောင်းတွေဟာလည်းညရင်းချင်းပဲဆယ်စုနှစ်ပေါင်းများစွာအိုမေရီရောသွားတယ်လို့အရေပြားတွေ၆သိလို့စပင်နီယာဖြူဖွေ၆သိနေတာကိုကြောက်မဲ့ဖွေရတွေ့မြင်ခဲ့ရပါတော့တယ် သူကမှအကြောင်းရင်းကိုမဖော်ထုတ်နိုင်ခဲ့ပဲနဲ့နန်းတွေမှာတော့အရေးမဲ့မင်းသားလေးဟာသူ့နားမှာရှိတဲ့လူတွေရဲ့အသက်ကိုဆွတ်ယူနေရဆိုတဲ့ကျောင်းမဲ့ဖွေရကွန်လဟာလာရီဟာပို့ပြီးတော့ကြီးထွားလာပါတော့တယ်တကယ်တော့အေးဆက်နေချိန်မှာမင်းသားလေးကသူ့ရဲ့မသိစိတ်ကနေအနားမှာရှိတဲ့တက်ရှိတွေရဲ့စွမ်းအင်ကိုမထိန်ချုပ်နိုင်ပဲဆွတ်ယူနေကြတာကိုတော့သူကိုယ်တိုင်ကလည်းမသိခဲ့ပါဘူးတဲ့အဲ့ဒီဖြစ်ပျက်တဲ့ကြောင့်မင်းသားလေးဟာ သူ့ကိုယ်သူအပြစ်ရှိသူတယောက်လို့ခံစားလာရပြီးတော့ပို့ပြီးတော့တိတ်ဆိတ်သွားခဲ့တော့တာပေါ့ဂျီလိုနဲ့မင်းသားလျာအသက်၅နှစ်ပြည့်မွေးနေမှာတော့ဘရင်ကြီးတိဟရာစာတိုင်းပြည်ကိုလက်လက်ပြသပြီးတော့မင်းသားအပေါ်မှာထွက်နေတဲ့ကောလာဟာလာတွေကိုပပျောက်စီဖို့အတွက်ကြိုးစားခဲ့ပါတော့တယ်အခမ်းအနားပြီးမှာတော့မင်းကြီးဟာသူ့ရဲ့သားတော်ပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာကိုပြသဖို့ဆန္ဒသူရိယာမင်းသားလေးကိုရာစပလင်ပေါ်မှာဂုံယူစွာပွေ့ကျင်လိုက်ပါတော့တယ် အဲ့ဒီအချိန်မှာပဲနန်းတော်တခုလုံးကတိတ်ဆိတ်သွားစီမဲ့အဖြစ်ပြက်ကြီးတခုကဖြစ်ပေါ်လာခဲ့ပါတော့တယ်တဲ့မင်းသားလေးဟာပလင်ပေါ်တက်ထိုင်လိုက်တာနဲ့ရှင်းနေပေါင်းများစွာကလေးကတီရှိနေခဲ့တဲ့ခြင်းသိရုပ်ကံရာဇပလင်ကြီးရဲ့ခြေတော်ရင်ကနေလက်လက်ဆဆသွေးဆက်တရားစိတ်ထွက်လာပြီးတော့စစ်ချင်းကြောက်ကြမ်းပြင်ပေါ်ကတော့တစ်ဆက်ချင်းတစ်ဆက်ချင်းကြာဆင်းလာပါတော့တယ်နန်းတွေမှုမှတွေအချွေရည်နေအလုံးကအသက်ရှူမလာအောင်ပဲထိတ်လန့်တုန်လှုပ်သွားကြတော့တာပေါ့ တိခရစာမင်းကြီးခင်ဗျားမှာလဲမျက်နာဖြူပဖြူရဖြစ်သွားလို့သူ့ရဲ့သားတော်ပလင်ဘောကနေအမြန်အစွန်းကိုဆွဲချလိုက်ပါတော့တယ်သူ့ရဲ့နားထဲမှာတော့ဇော်ဒီကရည်တည်ကြီးရဲ့သွေးစွန်းသောပလင်ဆိုတဲ့ဗျာဒိစကားဟာတောင်ပြူတလို့ပြန်လဲကြားရောက်လာပြီးတော့သူ့ရင်သူရဲ့အနာကအတွေ့ကြောင်မဲ့ဖွေရအတူဟိနဲ့အတူနန်းတော်ကြီးရဲ့အလင်မှာတော့ကျက်တီတီလေးကျက်ရစ်ခဲ့ပါတော့တယ်ဒီလိုနဲ့အချိန်ကာလတွေဟာတွေ့ရွေကုံဆုံးသွားခဲ့ပါပြီ။ အရေးမဲ့မင်းသားလေးဆန္ဒသူရဟာလေအခုဆိုရင်တော့အရက်မမြင့်ရုပ်ရည်တန့်စင်ပြီးတော့ကြည်ကောင်းသူတယောက်အဖြစ်အရွယ်ရောက်လာခဲ့ပါပြီတဲ့သူဟာဉာဏ်ပညာထက်မြက်တယ်လို့ဓာရင်လည်ရင်မှလည်းတဖက်ကန်ကတက်မြောက်သူဖြစ်ပါတော့တယ်ဒါပေမဲ့သူ့ရဲ့ဘဝကတော့အထီးကျန်ချင်းဝယ်နေချင်နေနဲ့ပြည့်နေလို့နေခဲ့ရတာပေါ့သူ့အနာကိုတိုးကတ်တဲ့လူတိုင်းကအကြောင်းမဲ့နွမ်းနဲ့ပင်ပန်းသွားတတ်တာတွေသူ့မှာအရေးမရှိတာတွေကိုသူကိုယ်တိုင်ကောင်းကောင်းကိုသတိပြုမိနေပါပြီ။ သူကြောင့်ဘသူ့အမမထိခိုက်စေခြင်းနဲ့အတွက်သူဟာလူအများနဲ့ရောနှောနေထိုင်ခြင်းကိုရှောင်ရှားခဲ့ပြီးတော့လမ်းတော်စားကြည့်တိုင်းထဲမှာစားဖတ်ရင်ဒါမှမဟုတ်ဥယျာဉ်တော်ထဲမှာတယောက်တည်းဓာရီလေးချင်းရင်နဲ့သာအချိန်ကုန်စီခဲ့ပါတော့တယ်ဒီလိုနဲ့သူ့ဘာသာသူ အချီးနဲ့နေတတ်တဲ့အကျင့်အားပဲသူ့အတွက်တော့အန်ဒီယိုဖိတ်ခေါ်သလိုဖြစ်နေကြတော့တာပေါ့ဥယျာဉ်တော်ဒေဝဒတ်တာရဲ့ရှင်နေကမနာလို့မိရလဲနှစ်တွေကြာလာတဲ့အများ အာနာယမက်ဆိုတဲ့လောင်စာရီနဲ့ပေါင်းဆက်ပြီးတော့အညိုကြီးစွာ တောက်လောင်နေခဲ့ပါတော့တယ်။မကြခင်မှာပဲတူတော်မင်းသားအိရှိဆန်အပြည့်အရွေးချယ်ခံရတော့မှကိုသိနေတဲ့ဒီဝတတသူ့ရဲ့ရေမှန်းချက်ကိုအကောင်ထဲဖို့ဖို့အတွက်ရက်ဆက်တဲ့အစီအစဉ်တစ်ခုကိုစတင်ခဲ့လေတော့တယ်။သူဟာတိုင်းပြည်ရဲ့မြောက်ဖက်ဆွန်ကမြို့ကူးတွေအမြဲဖုံးလွှမ်းနေတဲ့တောင်နဲ့တန်လို့ခေါ်တဲ့အရက်ကိုရှုပ်ဝဲစွာခီးထွက်သွားလေခဲ့တော့တယ်။အဲ့ဒီတောင်နဲ့နေထဲမှာတော့ ရှေးခေတ်ကလေးကနေထုတ်ခံထားရတဲ့လူရိုင်းမျိုးနယ်စုတွေနေထိုင်ပြီးတော့မောပညာနဲ့အေဂိယပညာကိုတက်ကြွတဲ့ဘောဂဆိုတဲ့မောဆရာကြီးတူရှိနေပါတယ်။ဒေဝတတအဲ့မောဆရာကြီးနဲ့တွေ့ဆုံလို့သူ့ရဲ့အကြံစီကိုဖွင့်ဟတိုင်ပင်ခဲ့တော့တာပေါ့။မောဆရာကြီးဘောကဆန္ဒသူရိယာမင်းသားရဲ့ဇာတာကိုတွက်ချက်ကြည့်ပြီးရဲ့နောက်မှာတော့မင်းသားလေးရဲ့ဆွမ်းအားကလာမင်းနဲ့အမောင်ထုကနေလာတာ။စောက်ရင်ချင်းတဘောကိုစောင်းနေ။ဒါကြောင့် သူ့ကိုအနိုင်ယူချင်တော့အလင်းစွမ်းအားဆစ်စင်နဲ့ဖန်တီးထားတဲ့အရာတစ်ခုလိုလိမ့်မယ်လို့ပြောကြားလိခဲ့တော့တယ်။အဲ့နောက်မော်ဆရာကြီးဟာရက်ဆက်တဲ့ရစ်ပူစိုးပွဲတစ်ခုကိုကျင်းပခဲ့ပါတော့တယ်။နေရောင်ကြီးကသာစားတော့ပြီးတော့အသက်ရှင်တဲ့ရှားပါးနေရောင်ကြီးလင်းငက်တကောင်ကိုတော့အရှင်လလရစ်ပူစိုးပြီးအဲ့ငယ်ရဲ့နှလုံးသားကိုတော့အဲ့ကိယမိဖို့နဲ့ဖူထူလို့လက်တဆုပ်စာအရွယ်တဝင်းဝင်းတောက်ပနေတဲ့အဝါရောင်ကြောက်တုံတုံကိုဖန်တီးပေးလိုက်ပါတော့တယ်။ အဲ့ဒီကြောင်တုံးကိုတော့နေရောင်ခြေကြောက်လို့ခေါ်နေတယ်။သူ့ရဲ့အလင်းရောင်ဟာမင်းသားကို မတီးစေနိုင်ဘူး။ဒါပေမဲ့မင်းသားရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဇွမ်းအားတွေနဲ့သူ့ရဲ့ဆက်သွယ်မှုကိုဖြတ်တောက်ပစ်လိုက်မယ်တဲ့။အဲ့ဒီကြောက်တုံးအလင်းရောင်အောင်မှာတော့သူဟာတာမန်လူတွေထက်တောင်မှအင်အားချိနေတဲ့သူတယောက်ဖြစ်သွားလိမ့်မယ်တဲ့။သူ့လိုချင်တဲ့လက်နက်ကိုရရှိသွားတဲ့ဒေဝတတာနန်းတော်ကိုပြန်လာပြီးရဲ့နောက်သူ့ရဲ့ပရိယေကိုနောက်တဆင့်ကိုတက်လိုက်ပါတော့တယ်။သူဟာနန်းတွင်က လောဘကြီးရဲ့နေခဘေဒီပညာရှင်တွေကိုလက်ထိုးပြီးတော့တိုင်းပြည်မှာမကြခင်ကဘေးကြီးကြောက်တော်မင်းအဲ့ဒီကဘေးဟာနန်းတော်ထဲမှာရှိတဲ့နတ်ဆိုးတကောင်ကြောင့်ဖြစ်တယ်ဆိုတဲ့ဟောကိန်းတွေကိုထုတ်ပြန်စည်းခဲ့တော်တဲ့မူမအချို့ကလည်းစီယုံသိသိပြီးတော့အရေးမဲ့မင်းသားကိုအိမ်ရှိစံတင်မြောက်ရင်တိုင်းပြည်ပြက်လိမ့်မယ်လို့ဘယင်ကြီးကိုတရဦးတင်ခိုင်းပါတော်တဲ့တိုင်းပြည်အစွန်ဖျားကဒေသတွေမှာတော့မိုးခေါင်ရေရှာဖြစ်တာကိုတော့မှ မင်းသားရဲ့ကံကြမ္မာဆူကြောင့်လို့တည်င်းလွင့်စေခဲ့ပါတော့တယ်။လက်ကြကြမှာမွေးတာအထင်းတော်တွေတင်းဆုံးတာအထူးသဖြင့်ရာဇပလင်ကသွေးထက်တာတွေကိုတက်တဲ့အဖြစ်ပြလို့ပြည်သူတွေရဲ့စိတ်ထဲမှာတော့ဆန္ဒသူရိယာကိုကြောင်မဲ့ဖွေရာတတဝါတကောင်ဖြစ်ပုံဖော်ပေးခဲ့တော့တာပေါ့။နောက်ဆုံးမှာတော့ဒေဝတတရဲ့ရက်ဆက်လာတဲ့အစီအစဉ်ကိုအကောင့်ထည့်ဖို့မယ့်နေ့ကိုရောက်လာခဲ့ပါပြီတဲ့။ပထမဆုံးအနေနဲ့သူနဲ့ပေါင်ထားတဲ့နိုင်ငံသမားတို့တယောက်ကနေတဆင့် ဘင်းကြီးတိဟယာစာကိုဘသူမှမသိနိုင်တဲ့အာနစ်တင်ပြနေတဲ့အစိတ်တမျိုးကို ဖြည်းဖြည်းချင်းခတ်ခဲ့ပါတော့တယ်။ဘင်းကြီးဟာတဖြည်းဖြည်းနဲ့အာအင်ကုန်ခန်းလာပြီးတော့အိယာထဲမှာလဲနေကြတော့တာပေါ့။အဲ့ဒီခါမှာတော့ဒီဝတတာကခမရော့ဘင်းကြီးကျဲမာရေးပြက်လဲကောင်းမွန်လာစေဖို့အတွက်နတ်ဖျားတွေကိုပူဇော်ပတ်သက်တဲ့အခမ်းအနားတစ်ခုကိုပလင်ခမ်းမမှာကျင်းပရမယ်လို့အကြံပေးခဲ့တော့တာပေါ့။ဒါတော့ဒီအောင်နေနဲ့ဆန္ဒသူတွေရမင်းသားကိုယ်တိုင် ခမီးတော်ရဲ့အနာမှာဆူတောင်းပေးရမယ်လို့လဲအထုတလဲတောင်းဆိုခဲ့လေတယ်။ဆိုရင်တော့ကကြီးစွာနဲ့ခမီးတော်ရဲ့ယာယီပလင်အနာကိုစန္ဒသူရိယခြိကက်လာတဲ့အချိန်မှာပဲဒေဝတတသူ့ရဲ့ဝိယုံတွေက နေရောင်ခြေကြောက်ကိုရုတ်တရက်ထိုးပြလိုက်ပါတော့တယ်။ကြောက်တုံးကထွက်လာတဲ့တောက်ပလုံးနဲ့အလင်းနဲ့နေရမင်းသားရဲ့ခန္ဓာကိုထိုးနှက်လိုက်တဲ့အခါမှာတော့စန္ဒသူရိယဟာသူ့ရဲ့ဆွမ်းအားတွေအလုံးကိုရဲရဲစစ်စစ်ဆွဲနှုတ်ခံလိုက်ရသလို ပြင်းထန်စွာခံစားလိုက်ရပြီးတော့ကျမ်းပင်ပေါ်အာအင်ကုန်ခန်းစွာနဲ့လဲကျသွားပါတော့တယ်တဲ့ဒီလိုနဲ့အားလုံးရဲ့အာယုန်တွေကလဲကျသွားတဲ့မင်းသားစီကိုရောက်နေတော့မှာပဲနန်းတော်ဆောင်ရဲမအယောင်ဆောင်ထားတဲ့ဒေဝတတရဲ့လူသက်သမားတွေဟာရှစ်ကိုပြေးထွက်လာပြီးတော့အဲ့ရထဲမှာလဲနေခဲ့တဲ့ဘရင်ကြီးကိုတော့ဓာရီနဲ့ဝိုင်းဝန်းထိုးခုတ်လိုက်ကြပါတော့တယ်ပလင်ခမ်းမတကူလုံးမှာတော့သွေးပြည့်ဖွယ်ရအော်ဟစ်တန်နေတဲ့အတူပွက်လော်ရိုက်သွားခဲ့တော့တာပေါ့ ဒေဝတတာလူသားသမားတစ်ယောက်ရဲ့လက်ထက်ကနေသွေးဆွနေတဲ့တံမြောင်ကိုဆွဲလူလို့အင်အားချိနဲ့နေတဲ့ဆန္ဒသူရိယရဲ့လက်ထက်ကိုထိုးထက်ပေးလိုက်ပါတော့တယ်။ပြီးတဲ့နောက်သူဟာကြဲလွန်စွာ အော်ဟစ်လိုက်ပါတော့တယ်တဲ့။ပုံကံမှုပဲအရေးမဲ့မင်းသားသူ့ရဲ့ခမည်းတော်ဘုရင်ကြီးကိုကိုယ်တိုင်တက်လိုက်ပြီးအားလုံးပဲကြည်ကြ။ဒေဝတတာရဲ့လက်ကင်တုံနန်းတော်ဆောင်တမူရိယဘာမှမတက်နိုင်တော့ဘဲနဲ့ကြောင်ငင်းနေတဲ့ဆန္ဒသူရိယမင်းသားကို ဝမ်ဝမ်ဖန်စီချုံလောက်လိုက်ကြတော့တာပေါ့မွေးမတူရဲ့ထိတ်လန့်တကြအော်ဟစ်တန်နေကြတဲ့မှာတော့ဇွန်အမဲမင်းသားလေးဟာနန်းတော်ရဲ့အမောင်မိုက်ဆုံးမီးအောက်ထောင်တွေကိုဆွဲခေါ်သွားခြင်းခံလိုက်ရပါတော့တယ်တဲ့ဒီဝါတကြကတော့သူ့ကူရရဲ့ရုပ်အလောင်းပြီးမှာဝမ်းနေကြည်ခွဲဟန်ဆောင်ရင်နဲ့အတွင်းစိတ်ထဲမှာတော့အောင်မွဲခဏီလီခဲ့တော့တယ်ဝေပုံလာတိုင်းပြည်ရဲ့အမောင်မိုက်ဆုံးနဲ့အရက်ဆက်ဆုံးနေရာဖြစ်တဲ့မီးအောက်ထောင်တွေမှာတော့ဆန္ဒသူတွေရမင်းသားတယောက် မျောလင့်ကျက်မဲစွာနဲ့လဲလျောင်းလို့နေခဲ့ပါတော့တယ်နေ။သူ့ရဲ့စိတ်ထဲမှာတော့ခမီးတော်ဘင်းကြီးကိုရက်ဆက်စွာလှုပ်ကြံခဲ့တဲ့ဥဤတော်ဒီဝတတအပေါ်မှာတော့အညိုကြီးစွာနဲ့နာကြီးနေတယ်လို့သူ့ရဲ့ကံကြမ္မာစုကိုလည်းသူကိုယ်တိုင်ရိုးမွေဖွယ်လို့နေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲထောင်တကားမကြီးကိုတော့ဖွင့်တန်တူတူလေးကြားလိုက်ရပါတော့တယ်။အမောင်တဲကနေထွက်ပေါ်လာတာကတော့ခမီးတော်ဘင်းကြီးရဲ့တက်တော်ဆောင်တမူးကြီးဖြစ်တဲ့ဗလာပင်ဖြစ်ပါတော့တယ်။ ဘောချုပ်ကြီးပလာတက်တော်ရော်တော့ကြီးနေပြီဖြစ်ပေမဲ့ဘရင်ကြီးပေါ်မှာတော့တစ္ဆာအရှိဆုံးသူတစ်ယောက်ဖြစ်လို့စန္ဒသူရိယာမင်းသားရဲ့ပြစ်ကင်းစီမှုကိုအစတွေကယုံကြည်နေသူပါတယ်အရှင်သားအချိန်မရှိတော့ဘူးဒေဝတတအရှင်သားကိုမနဲ့ပြင်ပါလူတို့ရှိမှကွဲမြတ်ဖို့အမိန့်ထုတ်ထားတယ်အခုကျွန်တော်မျိုးနဲ့အတူလိုက်ခဲ့ပါလို့တက်မူကြီးကတီတူလေးပြောပြီးတော့မင်းသားရဲ့တန်ချီချင်းတွေကိုဖြုတ်ပေးလိုက်ပါတော့တယ်တို့တို့လူဦးသား ထားပေမဲ့ကူရွေးဝဲလန်ကနေထွက်ပြေးလာခဲ့ကြပြီးတော့နန်းတော်မြင်းဆောင်မှာတော့အသိပြင်ထားတဲ့မင်းတကောင်နဲ့ရိတ်ခါတုတ်ကိုတွေ့လိုက်ရပါတော့တယ်။အရှင်သာတောင်နဲ့တဲမှာဆန်နေတဲ့ဇောဒီကရစ်တကြီးစီကိုအမြန်ဆုံးသွားပါ။အရှင်သာရဲ့ကံကြမ္မာအမှန်ကိုသိသူဟာအရှင်ဖျားတပားပဲရှိပါတော့တယ်။ကျွန်တော်မျိုးဒီမှာ ကြံခဲ့ပြီးတော့အရှင်သာအတွက်အချိန်ဆွဲထားပေးပါမယ်။ဆန္ဒသူတွေရလဲကျေးဇူးတင်စကားပြောချင်မိမရလိုက်ပဲ။ တမူးကြီးကိုဥညွတ်ယူသေးပြီးပြီးတော့မြို့အတကုံတုံးဆိုင်လို့အမောင်တို့ထဲမှာတိုးဝင်ပြောက်ွယ်သွားခဲ့ပါတော့တယ်။အဲ့ဒီကိလင်ဟာမင်းသားအတွက်တော့တေမင်းနဲ့စစ်ခင်ရတယ်လို့ပါပဲတယ်။သူ့မှာထူကြတဲ့ဆွမ်းအင်တွေမရှိတော့သလိုဒေဝတက်ကြရဲ့ကိလက်တက်တရဲ့အန်ဒီယိုလည်းရှောင်ရှားနေကြရပါတော့တယ်။စာလောင်ချင်းကျန်းတဲ့ရာသီဥတုတုံတွေကိုခန်းစားရင်းနဲ့အရင်ကနန်းတော်ထဲမှာကြီးပင်းခဲ့တဲ့နှုတ်နယ်တဲ့မင်းသားလေးဟာအခုတော့စိတ်ဓာတ်ကြန့်ခိုင်လို့ ရင်ပန်းကျဲကြီးမားတဲ့လူငယ်တယောက်အဖြစ်ကိုပြောင်းလဲလာခဲ့တော့တာပေါ့ရက်ပေါင်းများစွာခက်ခက်ခဲခဲခင်းနေပြီးတဲ့နောက်မှာတော့သူဟာဇောတိကယီတိကြီးရဲ့ကျောင်းသင်ငန်းလေးရှိရာတောအုပ်လေးတဲကိုရောက်ရှိလာခဲ့ပါတော့တယ်။ယီတိကြီးဟာသူ့ကိုကြိုသိနေတဲ့အလားတင်းငင်းစွာနဲ့စောင့်မျှော်နေခဲ့ပါတော့တယ်။ဆန္ဒသူတွေကဖြစ်ပျက်ခဲ့တဲ့များကိုမျက်ရည်စလင်းနဲ့ယီတိကြီးကိုရှောက်တင်လိုက်တော့တာပေါ့။ဒီလိုနဲ့ယီတိကြီးကတက်ပြင်းတစ်ချက်ကိုချလို့ထလို့အရှင်သား တင်ဟာစင်စာတင့်သူတယောက်မဟုတ်ဘူး။တင်ရရှိထားတာစကြဝဠာရဲ့မြကြီးစွမ်းအင်တစ်ခုပဲ။လမီရဲ့သဘောတရားအတိုင်းပဲ။ယူနိုင်တယ်လို့ပြန်လဲပေးကမ်းနိုင်စွမ်းလည်းရှိရဲ့။တင်ငယ်စဉ်ကအထင်းတော်ကြီးရဲ့အသက်စွမ်းအားကိုစောက်ယူမိခဲ့တာဟာခလေးကျောက်အနေနဲ့ဒီစွမ်းအားကြီးကိုမထိတ်ချုပ်နိုင်ခဲ့လို့ပဲ။ရာဇပလီကသွေးထွက်ခဲ့တာဟာလေ။တင်ရဲ့မကောင်းတဲ့နမိတ်မဟုတ်ဘူး။တိုင်းပြည်ရဲ့ရှေးဟောင်းမအဆောင်ရှောက်တွေက ူ့ရဲ့သခင်အစ်စ်မန်ကိုအတိမပြုနေတဲ့တဲ့ရကြံမှာသစ္စာဖောက်တွေကြောင့်သွေးစုံရအောင်မယ်ဆိုတာကိုတတိပေးလိုက်တာပဲဖြစ်တယ်။အဲ့ဒီနောက်ရေတီကြီးကမင်းသားရဲ့နှဖူပေါ်ကလာချမ်းမက်လေးကိုလက်ညှိုးနဲ့တွတ်ထိပ်ပြီးတော့ဒီမတ်သားတဲ့ရစွန့်အင်းနေစီဝင်ရပေါင်ကူတရာအဖြစ်တက်မပေးထားတာပဲ။တဲ့ရတောင်ဝင်ကဥကြီးတော်ရဲ့အပြစ်တွေနဲ့ဆွန့်ထင်းထားတဲ့ပလင်ကိုတန့်စင်ဖို့ပဲလို့မိတ်ချလိုက်ပါတော့တယ်တဲ့။ အဲ့ညာလာဝေဝင်ကြီးထိန်းသိမ်းတာနေချိန်မှာတော့ရသေးကြီးဟာဆန္ဒဒုရီယာကိုတရားထိုင်စီပြီးတော့သူ့ရဲ့ဆွမ်းအားကိုထိန်းချုပ်ပုံထိန်းချုပ်နေကိုတင်စားပေးခဲ့ပါတော့တယ်။ဆန္ဒဒုရီယာဟာသူ့ရဲ့ပဝင်ချင်းကတစ်ပင်ပန်းမန်းတက်ရှိအာလုံးရဲ့ဆွမ်းအင်တွေကိုခန်းစားမိလာပြီးရဲ့နောက်အဲ့ဆွမ်းအင်တွေကိုဆုပ်ယူုံတာမက သူ့ရဲ့ကိုရင်းကနေအသက်ဆွမ်းအားတွေကိုပြန်လည်ထုတ်လုပ်ပေးနိုင်တာကိုသိရှိသွားခဲ့တော့တာပေါ့။သူဟာမျက်လုံးကိုဖွင့်ပြီးတော့ သူ့ဘေးကညိုးချောက်နေတဲ့အပင်လေးတစ်ပင်ကိုလက်နဲ့တွေ့ထိပြီးတော့စွမ်းအင်တွေပေးကက်လိုက်တဲ့အခါမှာတော့အဲ့အပင်လေးဟာချက်ချင်းဆိုသလိုလန်းဆန်းသွားပြီးတော့အပွင့်လေးရင်နဲ့ဝေစာလို့သွားခဲ့တော့တာပေါ့သူ့ကိုယ်သူအပြစ်ဝထင်းချုပ်သွားနိုင်ပြီဖြစ်တဲ့ဇန္ဒဒုရီယာရတိကြီးကိုနှုတ်ဆက်လို့မြို့တော်ကိုပြန်လည်ခြစ်တက်လာခဲ့ပါတော့တယ်သူမြို့တော်ကိုပြန်ရောက်ချိန်မှာတော့ဦးကြီးတော်ဒေဝတတဟာဘီရင်ဟောင်းကိုတစ္ဆာရှိသူအလုံးကိုတက်ဖြတ်လို့ရက်ဆက်တဲ့ အာနာရှင်တယောက်အဖြစ်ကိုအုပ်ချုပ်နေပါပြီ။စန္ဒဒုရိယဟာဒေဝတတနန်တွင်အစီဝေလုံနေချိန်မှာပဲပလင်ခမ်းမာတွေကိုတင်းငင်စွာနဲ့ရှောက်လန်ဝင်ရောက်လာခဲ့ပါတော့တယ်။သူ့ကိုမြင်တော့ဒေဝတတထိတ်လန့်သွားပြီမဲ့မာနာကြီးစွာနဲ့နေရောင်ခြည်ကြောက်ကိုထုတ်လို့စန္ဒဒုရိယစီကို အလင်းနှံ့နေနဲ့ပြစ်ခတ်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့စန္ဒဒုရိယဟာလဲကြမသွားခဲ့ပါဘူး။သူဟာနန်းတော်ရဲ့ ပရင်ပေါက်တီကနေဝင်ရောက်လာတဲ့လာယောင်ကြီးတီကိုသူ့ရဲ့ခနာကိုယ်ထဲကိုဆုပ်ယူလိုက်ပါတော့တယ်။အဲ့နောက်နေယောင်ကြီးကြောက်ရဲ့လင်းဆွမ်းအင်ကိုခုခံကြီးမပြူဘဲနဲ့သူ့ရဲ့ဆွမ်းအင်ဖြင့်ပြောင်းလဲဆုပ်ယူလိုက်ပြီးနောက်ဝင်ရောက်လာမင်းဆွမ်းအင်တီကိုတော့သူ့ရဲ့လက်နှစ်ဖက်ကနေအလင်းအတန်းဖြင့်ပြန်လဲထွန်းလွန်လို့နေယောင်ကြီးကြောက်တုံးကိုတော့တိုက်ရိုက်ပြစ်ခတ်လိုက်ပါတော့တယ်။အလင်းတစ်ခုထိခတ်မှုရဲ့ပြင်းထန်တဲ့ဆွမ်းအင်တီကြောင့်နေယောင်ကြီးကြောက်တုံးကြီးဟာအဲ့ကွယ်သွားပြီးတော့ အတုံးမဝင်တော့တဲ့ဖုံမုတ်တွေအဖြစ်ကျမ်းပြင်ပေါ်ကိုကျူကျသွားပါတော့တယ်ဒီလိုနဲ့ဒေဝတတလက်နဲ့မဲသွားချိန်မှာပဲတက်မူကြီးဗလာဥဆောင်တဲ့သစ္စာကံရဲမတရားပလင်ခမ်းမတွေကိုဝင်ရောက်လာပြီးတော့သူ့ကိုဖမ်းဆီးလိုက်ပါတော့တယ်အားလုံးရဲ့အာယုံဆိုင်မှုကိုခံနေရတဲ့ဆန္ဒသူရိယာဟာယာဇပလင်စီကိုဖေးငင်းစွာနဲ့ရှောင်လန်းသွားခဲ့ပါတော့တယ်သူပလင်ပေါ်ကိုခြေချလိုက်တဲ့အခါမှာတော့အရင်ကလိုပဲသွေးဆက်တရားစိတ်ထွက်လာပြန်ပါတယ် ဒါပေမဲ့သူဟာပလင်ရဲ့လက်တင်တန်းပေါ်ကိုသူ့ရဲ့လက်တစ်ဖက်ကိုတင်းလိုက်ပြီးတော့မျက်စိကိုမိတ်လို့အသက်ဆွန်အားတွေကိုပလင်ကြီးရဲ့ကိုစီးဝင်စီလိုက်ပါတော့တယ်။ပလင်ကြီးဟာအဖြူရောင်အလင်းနဲ့နေနဲ့တောက်ပလာပြီးတော့သွေးစက်တီဟာလည်းခဲသွားပြီးတော့အနီရောင်ရင်ရင်ဗရမ ्या အเจ้าမြေရဏနာတွေအဖြစ်ကိုပြောင်းလဲသွားပြီးတော့ပလင်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားခဲ့ပါတော့တယ်တဲ့။အဲ့ဒီအချိန်မှာပဲနေရောင်ကြီးတသွေးကသူ့ဘုံကိုကြားရောက်လာပြီးတော့သူ့ရဲ့နောက်ကျောမှာတော့ ူဘွားမှာတခါမှမရှိခဲ့ဘူးတဲ့ထင်ရှားတဲ့အရေးတကူကစမ်းမြေပေါ်မှာပေါ်ထွက်လာခဲ့တော့တာပေါ့ဒီလိုနဲ့သွေးစွန်းသောပလင်ဆိုတဲ့ဗျာဒိစကားပြည့်စုံခဲ့ပါပြီတဲ့ဒါပေမဲ့ဆန္ဒတူတရာဟာပလင်ကိုသွေးနဲ့စွန့်တင်စီခဲ့သူမဟုတ်ပဲသစ္စာဖတ်မှုရဲ့သွေးစွန်းခြင်းကိုတတ်ဆင်ပြီးတော့တိုင်းပြည်ရဲ့အင်အားအဖြစ်ပြောင်းလဲပေးနိုင်တဲ့ဘေးအဆင့်မှန်ဖြစ်သမိုင်းတွေကြံ့ရိုက်ခဲ့တော့တာပေါ့ဒီလိုနဲ့အရေးမဲ့မင်းသား အခုတော့သူ့ရဲ့ကကြမ္မာကိုအပြစ်ဝလက်ခံပြီးတော့တိုင်းပြည်ကိုဉာဏ်ပညာနဲ့မေတ္တာတရားကြီးမားစွာနဲ့အုပ်ချုပ်မဲ့ဘင်းတပါဖြစ်လာခဲ့တော့တာပေါ့။နားဆင်သူများရှင်အခုဖတ်ပြတင်ဆက်ခဲ့တဲ့ဇာလန်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စစ်နေမှာလဲကျမတို့ရဲ့ channel ကနေဒီလိုစိတ်ဝင်စားဖို့ရပုံမြင်ဇာလန်လေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆောင်မြော်နားဆင်ပေးပါဦးရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။